ဆရာတော်ဖရာကြီးအကမဟာတတ္ထမဇောတိကတစဗဒ္ဒနနာရဒလောင်းလျာလေးဖြစ်တဲ့ယဟန်ပြူလေးရှင်နာရဒဟာယဟန်ဝါစေဝါအယမဇာတိမီခြွေတွင်းကုန်းရွာ၌တည်င်းသုံးတော်မူခဲ့ပါတယ်ထို့စဉ်ခတ္တကံတောင်ရွာကျောင်းထိုင်ဆရာတော် ။ဦးဤတော်ဦးညေရပြန်လွန်တော်မူသဖြင့်ခတ္တကံတောင်ရွာမှဒါယကဒါယကမာမယာလာရောက်ဖင်ဆောင်ကြောင်းအပ်ခဲ့ကြတော်လဲ။ရှင်နာရဒကမိမိတရားထက်သန်စွာစိုက်ပျိုးထားတဲ့ဗောဓိပင်များစိုက်ပျိုးပူဇော်ရန်လုံလောက်တဲ့မြေနေရာရပါမှလက်ခံမမီဟူသောဝန်ခံဂရိကိုတောင်းဆိုခဲ့ပါတယ်။ကြီးရွာလူကြီးများဝန်ခံဂရိပြုကြသဖြင့်1322ခုနှစ်တွင် စတင်ကျောင်းထိုင်တော်မူခဲ့ပါတယ်။ သာသနာတော်နှင့်2504ခုမြန်မာတက္ကရာ1322ခုကစုံလာဇန်17ရက်ကြာသာပတိနေ့တွင်ရွှေတွင်းကုန်းရွာကိုစုချောင်းမှဗောဓိပင်28ပင်ကိုစတင်ပင်ဆောင်ခဲ့ကြပြီးကစုံလာဇန်12ရက်နေ့တွင်နန်းဦးဇေယျတော်ဖျားကြီးနှင့်